ဒီပိုင်းဆမှာကတော့ချောင်းကြတယောက်ဖားခင်ပြည်သူစီသွားပြီးတော့တစ်ချိန်လုံးကဖားခင်ကိုသူမကိုယ်တိုင်တင်ထားခိုင်းခဲ့တဲ့ memory state လေးတခုကိုသွားရှာနေခဲ့ပါတယ်။ချောင်းသားဖားခင်ကိုအဲ့ပစ္စည်းတွေပမာထားလဲဆိုတော့ထက်လဲလဲမေးနေပြီမေး။ဖားခင်ကတော့ TV သားတဲကြီးမဲကြီးကြည့်နေတာကြောင့်ချောင်းသားကိုအောင်မရခဲ့ပါဘူး။အဲ့လိုနဲ့ချိန်ကနာလောက်ကြာမှတော့ဒီမှာဖွင့်ပေးထားတဲ့ဇလန်ပြီးသွားတဲ့အတွက်ဖားခင်ကနောက်ထပ်တစ်ခွေထပ်ဖွင့်ပေးဖို့ကလေးတောက်လိုပူဇော်ပါတော့တယ်။ချောင်းသားလည်းပစ္စည်းရှာလဲဆောက်ရက်လိုက်ပြီးတော့ခွေသေးဖွင့်ပေးဖို့ဖားခင်လက်ထက်ကချင်းတော်နဲ့ခွေယူလိုက်ချိန်မှာတော့ ချောင်းကြားရှာနဲ့ memory stick လေးကိုမမျောလိမ့်မဲနဲ့တွေးလိုက်ရပါတော့တယ်။ချောင်းကြားဝမ်းသာလုံးလုံးမျက်ရည်ကျလာခဲ့ပြီးတော့သူမသိမ်းခိုင်းထားတဲ့ပြည်စည်းလေးကိုကုဒတ်တီကိုနဲ့မကွာသိမ်းထားပေးခဲ့တဲ့ဖခင်ကိုဂျေစုတင်ချောင်းနဲ့တချိန်ကဖခင်မပြောခဲ့ဆိုခဲ့တာတွေအတွက်လည်းတောင်းပန်မိချောင်းကိုပြောလိုက်ပါတယ်။အဲနောက်ချောင်းကြားလည်း memory stick ကိုယူလာပြီးတော့အထက်အတန်ဖိုင်ဖွင့်ထားထောင်ချိန်မှာတော့မယုံနိုင်လောက်တုံလှုပ်သွားခဲ့ရပါတော့တယ်။ဒဲကအတန်ဖိုင်မှာအမတ်ဒိုယီဝမ်တို့ရဲ့တက်သစ်ဆမင်းသမီးလေးပေါ်မှာလိန်မြထုတ်နေတဲ့ကိစ္စတွေကိုချောင်းကြားပြည်သူတွေသိအောင်ခြားပြတော့မယ်ဆိုပြီး ဟီအောင်ကအမတ်ဒိုအီဝမ်ကိုသွားညှော်ထားခဲ့တာကြောင့်ဟီအောင်ပြောပြလိုက်တဲ့ကိစ္စကြောင့်ပဲဒိုအီဝမ်တို့ကချောင်းကျောက်ကိုပြန်ရှင်းဖို့လုပ်နေကြတဲ့အတွက်ဒူဝန်ကဟီအောင်ကိုအမတ်ဒိုအီဝမ်စီအဲ့ကိစ္စသွားပြောရပါမလားဆိုပြီးဒေါသကြီးနဲ့စူပူချိန်မောင်းနေကြတာပဲဖြစ်ပါလိမ့်။ချောင်းကျောက်အတန်ဖိုင်ကိုနားထောင်ပြီးတော့ကိစ္စအမှန်တွေကိုအားလုံးသိထားခဲ့လို့ပဲဇေယုံကစင်းစင်းချင်းဟီအောင်နဲ့ပြန်ဆောင်ရတဲ့ရိုက်ကွင်းမှာဟီအောင်ပါကိုဘဲပန်ညာပန်တီးလိုက်ပြီးတော့ဇန်ညုံးထဲမှာမပါတဲ့အကွက်တွေနဲ့ဟီအောင်ကိုတုံလုံးအောင်လှုပ်ခဲ့တာပဲဖြစ်ပါလိမ့်။အတိတ်မှာတော့ကဝစ်စင်ကြားကနေဆွမ်းအောင်တယောက်ဖုန်းပြောနေတဲ့ဟီအောင်စီကမတော်ဆကြားလိုက်တဲ့စကားတွေက အမတ်ဒိုအီဝမ်စီအင်စရာကိုရွေးကောက်ပွဲမတိုင်ခင်အပြတ်ရှင်းပြီးတော့နှုတ်ပိတ်ပစ်ဖို့ခြုံတုံးလုံးနေခဲ့တဲ့ဇာတ်ရီပဲဖြစ်ပါတယ်။အမတ်ဒိုအီဝမ်ကလည်းဟီအောင်စီကနေသူတို့ရဲ့မကောင်းတဲ့လုပ်ရက်တွေကိုအင်စရာတယောက်စုပေးပွဲပြီးတာနဲ့ပြည်သူတွေစီမှာချပြတော့မှဆိုရဲတရင်ကိုကြားကြားချင်းမှာပဲလက်ရှိမှာဒိုအီဝမ်ရဲ့နေရာကိုစက်ခံနေတဲ့တပည့်ဖြစ်သူမင်ကူကြီးကိုအ мян ခေါ်ပြီးတော့အင်စရာကိုတပ်ပစ်ဖို့အတွက်ချက်ချင်းစီခိုင်းခဲ့ပါတော့တယ်။အဲနောက်မင်ကူကြီးကနေတဆင်းဒူဝန်စီကိုဆက်သွယ်ပြီးတော့ကန်လန်ကျချုံးနဲ့အင်စရာကိုတပ်ပစ်ဖို့ပြောခဲ့ပါတယ်။ဒူဝန်ကတော့မင်ကူကြီးရဲ့စကားကြောင့်အကြက်ရိုက်သွားပြီးတော့ဟီအောင်ကိုလည်း ဘာကြောင့်ခုလိုတွေပြောလိုက်ရတာလဲဒိုယွမ်ကတိတ်ကြောက်ဖို့ကောင်းနေလူဆိုတာမသိဘူးလားအခုအမဆေရာကိုတတ်ဖို့လုံနေကြပြီဆိုပြီးတော့ဒေါသကြီးနဲ့ပြောခဲ့ပါလေဟီအောင်ကတော့အင်စရာကိုရှင်းပြလိုက်ရင်သူတို့နှစ်ယောက်ဆုံးတဲ့အခွင့်အရေးများရလာနိုင်တော့မှာမလို့အင်စရာလောက်မှာပြောဆိုခံပြီးတော့မန်နေဂျာဆက်လုပ်နေမယ်ဆာဒိုယွမ်တို့ခိုင်းတယ်လို့သာဆေရာကိုတတ်ပြစ်လိုက်ဖို့ပြန်ပြောလိုက်ပါလေဒိုယွမ်ကတော့ဟီအောင်ပါဇက်ကထွက်လာတဲ့စကားတွေကိုမယုံကြည်နိုင်ပဲဖြစ်နေခဲ့ပြီးအင်စရာပေါ်မှာလည်းခုလိုမလုပ်ရဘူးဆိုပြီးတော့ပဲပြန်ညင်းခဲ့ပါလေအဲ့ချင်းဟီအောင်တော့သူမကိုအင်စရာအစားဒိုယွမ်ကိုယ်တိုင်အမဒိုယွမ်ရဲ့သုံးတော်ခံမှုပို့ပေးလိုက်ကြတဲ့အခါ ူမနဲ့ဒူဝန်တို့ကတလီတဲစီးတဲ့လူတွေဖြစ်သွားပြီဖြစ်ကြောင်းနဲ့ဒူဝန်စီကိုဖုန်းဆက်ပြီးတော့ဆယ်တောင်းကိုရှင်းပြဖို့ပြောတော့ကသူမပြောတဲ့စကားတွေအားလုံးကိုစူယောင်းနဲ့ကြားသွားခဲ့တာကြောင့်စူယောင်းနဲ့သူမတို့ရဲ့ဘတ်တော်သားဖြစ်အောင်တင်သွင်းပြီးဆယ်တောင်းကိုမဖြစ်မနေပြန်ရှင်းရမယ်လို့ပြောကနေရာကနေထွက်သွားလိုက်ပါတယ်အဲစကားတွေကိုနန်အနောက်မှာပြစီသိမ်းဖို့ရောက်နေစူယောင်းကလည်းထပ်ကြားသွားခဲ့ရပြန်ပြီးဒူဝန်ကလည်းဟီယောင်းနဲ့ပြောတဲ့စကားတွေအားလုံးဘောပင်မှာပါတဲ့အတန်ဖန်းဆက်လေးနဲ့အမှတ်မတင်အတန်ဖန်းထားမိခဲ့လိုက်ပါတယ်အဲ့တော့မတော်ဇလန်းစားပိုင်းမှာအားလုံးသိထားတဲ့အတိုင်းအင်စရာတယောက်မတမာသူတွေလောက်ကြံမှုတွေကြောင့်စူပေးပွဲပြန်မှာ အဆီတန်အကြီးအကျယ်ဖြစ်ခဲ့ရပါတော့တယ်ဒီကိစ္စတွေအလုံးဖြစ်ပြီးတဲ့နောက်မှာတော့မတ်ဒိုအီဝမ်ကလည်းသူ့နေရာမှာဆက်ခံမှုတွေတပည့်ဖြစ်သူမင်ကူအီကိုသူဝင်းနေကြတန်ဖိုးထားသောနိုင်ကိုလက်ဆင့်ကမ်းပေးခဲ့ပြီးတော့နေရာကောင်းကောင်းတစ်ခုကိုလည်းပေးရခဲ့တာပါအဲဒါတော့လက်ရှိမှာမင်ကူအီကဒိုအီဝမ်ဆုံးမသွားခဲ့တာတော့မှသူတို့ရဲ့နောက်ကျောင်းတွေကိုအစားကနေပြန်လည်ခံရမှာဆိုတဲ့အတွက်ဒိုအီဝမ်နဲ့ညီးခဲ့တဲ့ချောင်းကြောင်မှတိမ်မချင်းတတ်ဖို့မရမကလုံပန်းနေခဲ့တာပဲဖြစ်ပါတော့တယ်အဲလိုနဲ့အင်ဆာရာအက်ဆီဒန့်ဖြစ်ပြီးတဲ့နောက်မှာတော့အလုံးသိပြီးတဲ့အတိုင်းကိုကျော်ပါဝင်ဆေရိုက်ပရိသတ်တွေအလုံးနဲ့စိတ်မကောင်းဖြစ်ခဲ့ကြတယ်လို့ ဆေရာကိုအားကိုးနေရတဲ့ဖခင်ဖြစ်သူနဲ့ထထမ်းကြောင်းသူညီမလေးဘဲကြာတို့လည်းတော်လေးကိုဒုက္ခများခဲ့ကြရတာပါဆေရာတော့ accident ကြောင့်ထိခိုက်ပျက်စီးသွားခဲ့ရတဲ့သူမရဲ့မျက်နှာကြောင့်ရောဒဏ်ရာကြီးကြီးမားမားတွေကြောင့်ရောပါအနုပညာလောကတွေကိုပြန်မဝင်ရဲလောက်တော့တဲ့အထိဖြစ်သွားခဲ့ရပြီးအိတ်ခမ်းထဲမှာအခန်းအောင်းနေနဲ့စိတ်ကြယောဂါရလူနီးပါးဖြစ်ခဲ့ရပါတယ်ကြောင်ကြတော့သူမတို့အရာရာပျက်စီးဆုံးဆုံးသွားစေခဲ့ရတာတွေအားလုံးကိုဟီအောင်းကပဲဇလန်းစားခဲ့တဲ့ဆိုအောင်တီးသွားခဲ့တာကြောင့်လက်ရှိရိုက်ကွင်းထဲမှာတရုတ်ဆောင်ရင်းနဲ့ဟီအောင်ကိုဝါရောမတက်စားရောမတက်စူးစူးရဲကြည့်ပြီးတော့တရုတ်ဆောင်နေခဲ့ပါလေ ဲ့လိုနဲ့ရိုက်ကူးလို့ပြီးသွားကြတယ်မှာတော့ရှူတင်ဖွဲသားတွေအားလုံးကတေယုဆောင်နေရတဲ့မတူရတကယ်ဖြစ်နေတယ်လို့ခံစားစီရတဲ့အတွက်ချောင်းကြဝိုင်းပြီးတော့ချီးကျူးနေခဲ့ကြပါလိမ့်။ဟီအောင်တော့ချောင်းကြတော့အရန်ကိုတုံလှုပ်သွားခဲ့တာမဟုတ်လို့ရိုက်ကွေးပြီးပြီးချင်းမှာပဲစိတ်ငြိမ်စေးတွေပြေးတောက်ခဲ့ရပြီးချောင်းကြလည်းယူမှမမြန်သေးရမှာဆိုပြီးတော့ဂျိန်စာရီတိုက်နေခဲ့ပြန်တာပါ။အဝေလန်ကန်ထဲမှာလည်းထဲဆူးတယောက်ချောင်းကြတေယုဆောင်တာတေယုဆောင်တာနဲ့မတူပဲတကယ်ကြီးကိုဖြစ်နေတဲ့အတိုင်းပဲလို့အမားဖြစ်သူကိုချီးကျူးကန်ဖွင့်နေပြီးတော့ချောင်းကြရဲ့အကြည့်တွေကြောင့်ဂိုအီအောင်တယောက်တော်တော်လေးကိုတုံလှုပ်သွားခဲ့တော့သူမရိမ့်မိခဲ့တော့ဖောက်တယ်ပြန်ချခဲ့ပါလိမ့်။ ဒါမှမဟုတ်လေဆွေအောင်ကဟီအောင်နဲ့ခွာပြဲပြီးသွားတဲ့နောက်မှာခြောင်ချောင်းကိုပြန်ကပ်ဖို့အတွက်လက်ဆောင်ပစ္စည်းတွေနဲ့အတူခြောင်ချားစီကိုလာနေခဲ့ပြီဖြစ်ပါတယ်။အဝင်လဲပြီးလို့ပြန်ဖို့လောက်ကြချိန်မှာတော့ဟီအောင်နဲ့ခြောင်ချားတို့ထိတ်တိုက်ဆုံးခဲ့ကြပြန်ပြီးဟီအောင်ကခြောင်ချဘေးမှာပါလာတဲ့ထဲဆုကိုခဏဆောင်ပေးဖို့အချက်ပြလိုက်ပါတယ်။ထဲဆုကလည်းသူမအောက်မှာပဲစောင့်နေရမလို့တခုဖြစ်တာနဲ့သူမဖုန်းလန်းဆက်ဖို့ခြောင်ချကိုပြောခဲ့ပြီးတော့ခဏဆောင်ပေးလိုက်ပါတယ်။ညောင်နဲ့ကြံခဲ့ချိန်မှာတော့ဟီအောင်ကခုနရိုက်ကွင်းလုံနေနေနေလှုပ်ထားတာတွေငါအကုန်တီးပြီးသွားပြီဆိုတာဘာစကားလဲလို့ခြောင်ချကိုမေးလိုက်ပါတယ်။ ချောင်းသားတော့ခက်တီနေဘာလို့လဲနင်းကြောက်နေလို့လားဆိုပြီးတော့ပြန်ပေးလိုက်တဲ့အခါမှာတော့ဟီအောင်ကလည်းချောင်းသားဘာတွေဘလို့ပဲတီထားတီထားဒီမိုးကနှစ်ပေါင်း၁၀ကြီးကြာနေမှုလို့စစ်စေးချိန်လဲကျုံလွန်သွားခဲ့ဖြစ်တာကြောင့်ချောင်းသားဘက်ကဘာမှလုပ်လို့မရနိုင်လို့လို့ဆိုလိုက်ပါတယ်ချောင်းသားတော့သူမကိုကြောက်အောင်သာစကားကြီးကြီးပြောနေမယ်ဟီအောင်တယောက်စိတ်လှုပ်ရှားပြီးတော့တုံလှုပ်နေတာကိုရိပ်မိနေခဲ့တာပါအဲတော့ချောင်းသားတစ်ချက်တည်းနဲ့အဆုံးသတ်လိုက်ရင်ပြင်းစရာကောင်းတာမလို့အရန်လွယ်လွယ်နဲ့အဆုံးသတ်ပေးလိုက်မှာမဟုတ်ပဲသူမဖြည်းဖြည်းချင်းပြိုလဲခဲ့ရတယ်လို့မျိုးဟီအောင်ကိုလည်းဖြည်းဖြည်းချင်းပဲဆွဲချပေးလိုက်မယ်လို့ပြောလိုက်ပြီးနေရာကနေထွက်သွားလိုက်ပါတယ် အဲ့ချိန်နောက်မှာကြံခဲ့တဲ့ဟီအောင်လေးဒေါ်သားတွေပေါက်ကွဲထွက်လာပြီးတော့နေရဘာရီများငါထပ်ပို့ပြီးတော့တော်နေတက်နေလို့လေငါခေါင်းပေါ်မှာရက်ပြီးတော့ငါ့ကိုငုံကြည့်နေတယ်လို့လာလုံးမနေနဲ့နေရဘာမလို့အသက်ရှင်ပြီးတော့ငါ့ဆီမှာနောက်တစ်ခေါက်ပြန်ပေါ်လာတာလဲဆိုပြီးတော့အော်ကြီးအကျင်နဲ့ထားပြီးတော့ပြောပါတော့တယ်ချောင်းသားတော့ဒီမှာအသက်ရှင်ပြီးတော့ဒီလမ်းကြောင်းပေါ်ပြန်အောင်လာတာကိုအဲ့လောက်တောင်တုံလုံးနေရတာလားဆိုပြီးဟီအောင်ကိုအေးဆေးပဲပြန်မေးလိုက်တာပါဟီအောင်ကလက်ရှိမှာသူမအရင်လိုအင်စရာကိုလိုက်ကန်နေရရန်မင်းသမီးမဟုတ်တော့ပဲဂိမ်းမှာဆူရထားတဲ့မင်းသမီးပဲလို့ပြောရင်းနဲ့ကိုစိတ်ကိုပြန်တင်းယူနေခဲ့ရပါတယ် ။ချောင်းကြတော့သူမနေရာကိုလှုပ်ပြီးတော့မှဟီအောင်လုံနိုင်တာတလောက်လေးပဲလားဆိုပြီးစိတ်ကိုစွာပေးလိုက်ချိန်မှာတော့ဟီအောင်လည်းလုံအောင်စိတ်မထိန်နိုင်တော့ဘဲနဲ့မျက်ရည်တွေပါကျလာပြီးအင်စရာလိုလူမျိုးအတွက်ကမျက်စိဖွင့်လိုက်တာနဲ့ဇာလိုက်နေရာကိုရောက်နေဆိုပေမဲ့သူမတို့အင်စရာမလုံချင်လို့ညင်းလိုက်တဲ့အခွင့်အရေးကိုယူပြီးဒီနေရာကြီးရောက်အောင်မနေတက်လာခဲ့ရတာကြောင့်သူမအကြောင်းကိုမတိမဲနဲ့လက်လွတ်စပယ်မပြောနဲ့ဆိုပြီးတော့ဒေါသတွေနဲ့အော်ဟစ်နေပါတော့တယ်။အဲနောက်ဟီအောင်ကချောင်းကြောင်လက်ညှိုးကောင်းကောင်းထိုးပြီးတော့ငါနင်းအောင်ထပ်ပြီးတော့တောက်အောင်ပါလွန်ခဲ့တဲ့25နှစ်ကလိုထပ်ပြီးတော့နင်းချေပြုံးပါ ငါမလုံနိုင်ဘူးထင်နေရလားဆိုပြီးတော့အသီးစိတ်လွတ်ပြီးတော့ပြောလိုက်တဲ့အချိန်မှာတော့အပြင်မှာရှိနေတဲ့စူတင်ဖွဲသားတွေလည်းဟီအောင်စီကိုအောင်းတွေရောက်ကုန်ခဲ့ကြပြီးရုပ်ပြက်ဆင်းမြတ်တဲ့ငိုနေတဲ့ဟီအောင်ကိုလည်းတော်လေးကိုထူးဆန်းလို့သွားခဲ့ကြပါတယ်။ချောင်းသားတော့ဟီအောင်ဖြစ်ပြနေတဲ့ပုံစံသူမတော်မှာတကူးတကားကြီးလက်စားချေစရာမလိုတဲ့အခြေအနေဖြစ်နေတာမဟုတ်လို့ဟီအောင်တယောက်တည်းငရဲမှာဆက်ပြီးတော့ပူလောင်နေရမှာဖြစ်ပြီးသူမတော်အမြင်ဆုံးဒီဆက်လက်ပြန်တန်းသွားအောင်မှာလို့ပြောကာနေရာကနေလှည့်ထွက်သွားခဲ့လိုက်ပါတယ်။ဟီအောင်ကတော့ချောင်းသားရဲ့ကြောပြင်ကိုကြည့်ကာ နေအောင်ထပ်သက်ပြေးအောင်ပါလို့ယူတယောက်လိုပါးစပ်ကနေတဖွာဖွာအော်ပြောနေရင်သူမတို့ထူးဆန်းတဲ့ဗီဒီယိုတွေရယူနေကြတဲ့ဘေးကရှူတင်ဖွယ်သားတွေကိုလည်းသွေးသွေးတန်းနဲ့နှင်ထုတ်နေတော့တာပါချောင်းချောင်းအများနဲ့ချုပ်သွေးဖို့ရောက်လာတဲ့ဆွေအောင်လည်းမြင်လိုက်တဲ့ခြေနေကြောင့်ပြန်လစ်လာခဲ့လိုက်ရပြီကိစ္စအားလုံးချောင်းသားတကယ်တည်သွားခဲ့ပြီလားဆိုပြီးတော့ထိတ်လန့်နေခဲ့ရပါတယ်တပတ်မှလည်းမင်းကြီးကလိုင်းပေါ်မှာပြန့်နေဟီအောင်နဲ့ချောင်းသားတို့ဘွဲဖြစ်နေဗီဒီယိုမြင်သွားပြီးတော့နောက်ဆက်တွဲပြဿနာတွေသူတို့ပေါ်ရောက်မလာအောင်ဟီအောင်ကိုရှင်းပြဖို့အတွက်လက်ထောက်ချွဲဆောင်ကိုတာဝန်ပေးနေခဲ့ပါတယ်နောက်တည့်မှာတော့ဂျင်းတူတူကစားကြရင်ချောင်းသားစီကို အတန်ဖိုင်ပါတဲ့ memory stick နဲ့ဂျူဆောင်းဖီရဲ့လိမ့်စာကတ်ကိုပို့ပေးသူကဒူဝန်ကိုတိုင်ပဲဖြစ်နေကြောင်းကိုချောကသူသိခဲ့ရမှချောင်းကြားစီကိုပြောပြလိုက်ပါတယ်ဒူဝန်ခုလိုလှုပ်လိုက်တာကအဲ့ဒီအတန်ဖိုင်ကိုလူတွေတီးသွားကြရင်အမလောင်းမေကူကြီးနဲ့ဂျူဆောင်းဖီတို့ကသာတရားခံတွေလို့ယူဆကြမှာကြောင်းသူပဲလဲမလောင်လို့ချောင်းကြားကိုအသုံးချခဲ့တာဖြစ်နိုင်ကြောင်းနဲ့သူရဲ့ entertainment နဲ့မင်းကြီးတို့ဂျူဆောင်းဖီတို့ရဲ့ဆက်ဆိုင်ကိုဖျက်ပစ်ခြင်းနဲ့အတွက်လဲအတန်ဖိုင်ပို့ပေးပြီးတော့ချောင်းကြားကိုဆွဲထည့်ခဲ့တာဖြစ်နိုင်ကြောင်းအရာဒီယိုပါကိုချောကထပ်ပြီးတော့ပြောပြလိုက်ပါတယ်ချောင်းကြားတော့ဒူဝန်လှုပ်ခဲ့တာပြီးအားလုံးအတွက်လဲသူမကိုတိုင်ဒူဝန်နဲ့ စကားပြောကြည့်ပြီးတော့ထိတ်တိုက်ဖြေရှင်းမှာဖြစ်ကြောင်းနဲ့စကားပြောကြည့်ပြီးမှသာနားလေပေးရမယ်ကောင်လားတပ်ပြည့်တဲ့ကောင်လားဆိုတာကိုသူမကိုယ်တိုင်ဆုံးဖြတ်မယ်ဆိုပြီးတော့ချောင်းသားသူမရဲ့စီစဉ်ကိုပြန်ပြောလိုက်ပါတယ်အဲ့ဒါမှတော့ကိုကျော်ကလောလောဆယ်မှာတခြားကိစ္စတွေတိတ်ပြီးတော့အအောင်မထားပဲဈေးုံတက်ပြီးတော့ရပ်ထားတာကြားတဲ့ခန္ဓာကိုယ်အတွက်လေးချိန်ခန်းကောင်းကောင်းပြန်လောက်ရမယ်ဆိုပြီးတော့ချောင်းသားကိုပြောလိုက်ပါတယ်မြောက်သားစကားပြောနဲ့စားနောက်ကြနဲ့လေးချိန်ခန်းတွေလှုပ်နေတော့ချောင်းသားတောင်ခြေချော်ပြီးတော့လဲကျသွားကြတာတော့ကိုကျော်ကပဲကောင်းကိုမထိကန့်ကိုဖတ်ထားပေးလိုက်ရပါတယ်တောင်ရဲကြောင့်ကြည်ချင်းစုံရင်တွေထက်ကုံသွားကြပြန်ပြီး ဂျီနူးနေတာတော့မှပဲထဲဆူကရောက်လာခဲ့တာကြောင့်တယောက်ကိုတယောက်တွန်းထုတ်ပြီးတော့နေသားပြန်ပြန်ပြီးတော့ဖိတ်နေလိုက်ရပါလိမ့်။ထဲဆူကပုံမှန်မဟုတ်တဲ့အခြေအနေကိုရိမ့်မိသွားပြီးတော့စာနေပြန်တဲ့အတွက်နှစ်ယောက်သားလည်းရှက်ကူးရှက်ကန်းနဲ့ဘာမှဖြစ်ကြောင်းညင်းနေကြရပါလိမ့်။အဲ့ချိန်တစ်ဖက်မှာလေးချင်းကန်းလုံးင်းနဲ့အားလုံးမြင်လိုက်တဲ့နန်ဂျူကသူမြင်လိုက်တာတွေအကုန်လုံးထဲဆူကိုဖောက်သေးချဖို့လုပ်နေတာကြောင့်ကိုကျော်လည်းနန်ဂျူပစက်ကိုပေါ်ဝါနဲ့ရိုက်ချလိုက်ပြီးတော့ရင်ကောင်းလေးဘာဖြစ်တယ်ညာဖြစ်တယ်နဲ့အယူကွက်နေပြီးတော့ဘာမှဆက်မပြောနိုင်အောင်တားလိုက်ပါလိမ့်။အဲ့နောက်မှာချောင်းကြားလေးလေးချင်းကန်းဆက်လုပ်ပြီးတော့ခဏလောက်နားနေရင်း လဲကြတော့ကကိုချောင်းနဲ့အကြည်ချင်းဆောင်ခဲ့တဲ့အချိန်လေးကိုပြန်တွေးကရင်တွေထပ်ပြီးတော့ခုံတွေရပြန်ပါလေအဲဒီမှာထဲဆူရောက်လာပြီးတော့ဟိုနေရချောင်းသားနဲ့စကားများနဲ့ဗီဒီယိုကြောင့်လူတွေအားလုံးကဆက်ဆက်တွေးမိသွားကြပြီးချောင်းသားအက်စီဒန့်ဖြစ်ခဲ့တဲ့ကိစ္စရဲ့အဓိကတရားခံကဟီအောင်မဲဆိုပြီးတော့တရင်တွေတက်လာနေချောင်းကိုလာပြီးတော့ပြခဲ့ပါလေနောက်ပြီးတော့ဂူယောင်းကအင်စရာနေရာမှာအစားထိုးခံတက်တက်ပဲကိုယောင်းနဲ့ဒူဝမ်အန်တတိန်မန့်ဂျာကပုံမှန်မဟုတ်တဲ့ဆက်နွယ်မှုဒီလိုမျိုးသတင်းတွေရောကြောင့်ချောင်းသားလေးဟီအောင်တွေစိတ်မကောင်းဖြစ်သွားခဲ့ရပါလေ။ ဒဲဆူကဟီအောင်လိုလူမျိုးပေါ်ဘာကိစ္စနဲ့တနာစိတ်ဝင်ရမလဲဆိုပြီးပြောလိုက်တဲ့အခါမှာအမြင့်ဆုံးနေရာကနေပြုတ်ကျခဲ့ရတဲ့ခံစားချက်ကိုသူမကိုယ်တိုင်လည်းခံစားခဲ့ဘူးတာကြောင့်ဟီအောင်ကိုကိုချင်းစာမိတာဖြစ်ကြောင်းချောင်းကြားပြန်ပြောလိုက်ပါတယ်။ဒဲဆူကတော့တချိန်ကဟီအောင်တယောက်ချောင်းကြားကိုချနေပြီးတော့ဒီနေရာထိရောက်တက်လာခဲ့သလိုမျိုးလက်ရှိချိန်မှာချောင်းကြားအသာစီးရနေပြီလို့ဟီအောင်ရဲ့လောက်ရတွေကိုကိုယ်တိုင်လက်စားပြန်ချပြီးတော့ဟီအောင်ကိုချနေငါနေရာတစ်ခုပြန်ယူရမယ်လို့ဆိုလိုက်ပါတယ်။ချောင်းကြားတော့ဟီအောင်နေရာကိုကြော်တက်ပြီးတော့ဇာလိုက်နေရာကိုလူဖို့ဆိုရင်တော့ အဲ့လိုလောက်ရမျိုးကို तू မဘယ်တော့မှလုံးမှာမဟုတ်ဘူးလို့ပဲပြန်ပြောလိုက်ပြီးတယောက်တည်းပူလောင်နေနဲ့အောက်ဆုံးကိုထိုးကြတော့မယ်ဟီအောင်ဖြစ်ကိုတွေးနေမိခဲ့ပါတော့တယ်တပတ်မှလည်းကိုချောတယောက်လေးချင်းကန်လုံင်းနဲ့လက်ရှိရိုက်ကွေးမှာဇက်လိုက်မင်းသားထွက်သွားခဲ့ပြီးတော့တချို့ကိစ္စတွေရှင်းမိမှသာထုတ်လို့ဤဘက်ကအလုပ်ပြန်လုပ်မှာဖြေချောင်းအချောင်းကြားခဲ့တာမလို့ဖုန်းလက်ခံပြောနေခဲ့ပါတယ်အဲ့နောက်စကန်ကိုပြောင်းချိန်မှာတော့ဂျူဆောင်းပြီးတေဆုံးခဲ့တဲ့ကားတွေကနေဖုန်းတစ်လုံးရှာတွေ့ခဲ့ကြောင်းနဲ့ဖုန်းကခြေအားခံလို့မရတဲ့ဖုန်းဖြစ်ပြီးတော့ကိုချောင်းတို့တယောက်ထဲနဲ့သာဆက်သွယ်ထားခဲ့ပြီးတော့ စာဆက်သွယ်ထားတဲ့ရက်ကလည်းကိုချောင်လူပျောက်ဆုံးသွားခဲ့တဲ့ရက်ဖြစ်ကြောင်းအရာရှိကတင်ပြခဲ့ပါတယ်။ကိုချောရဲ့ခြေနေတွေအားလုံးဆက်ဆက်တွေးပြီးတော့ကိုချောင်တို့တောက်ထွက်ပြေးဖို့လုံနေပြီလားဆိုပြီးတော့ရိတ်မိသွားတာကြောင့်ကိုချောင်ရဲ့ဖုန်းကိုခြေရာခံထားဖို့နဲ့အထူးတပ်ဖွဲ့ကိုစုထားပေးဖို့အရာရှိကိုမှာသွားခဲ့ပါတယ်။အဲနောက်ကိုချောကသူ့ရဲ့စီနီယာနဲ့တူဒေမောဆေးကိုထွက်လာလိုက်ပြီးတော့နေအောင်ရောက်တဲ့ခါမှာတော့ထင်းတဲ့တိုင်းပဲကိုချောင်တို့တောက်ထွက်ပြေးဖို့လုံနေခဲ့ပြီပဲဖြစ်ပါတယ်။ကိုချောတို့ကဒါတကြီးပဲလိုက်ခဲ့ပြီးတော့စစ်စစ်ခံအောင်ပြောပေးမယ်။တကောင်သားစီနီယာကိုတိုက်ခိုက်ပြီးတော့ထွက်ပြေးဖို့လုံနေပြန်တာကြောင့် ိုကျော်လည်းအကြမ်းကြီးသုံးပြီးတော့ပဲစကန်ကိုခေါ်လာခဲ့လိုက်ရပါတယ်။စကန်ရောက်တဲ့အခါမှာတော့စစ်စည်းခန်းထဲကိုကန်ထည့်လိုက်ပြီးဂျူဆောင်းကြီးလည်းအသက်ခံလိုက်ပြီးမလို့ကိုကျောင်တို့လည်းကိုအသက်ကိုငဲ့ပြီးအားလုံးအမှန်တိုင်းထွက်ဆိုပေးဖို့ကိုကျော်ကပြောလိုက်ပါတယ်။ကိုကျောင်တို့အမှန်တိုင်းထွက်ဆိုရင်ပြစ်ဒဏ်ရှော့ပေါပေးမယ်ဆိုပြီးတော့လဲစောင်းမလို့လားလို့ကိုကျော်ကပြန်ပြီးတော့အာခံနေရာကြောင့်ကိုကျော်လည်းဘာမှမပြောတော့ပဲကြီးစားကောင်ဒဲကူရဲ့မိကျစ်တွေကအတန်ဖိုင်ကိုသာဖွင့်ပြပေးလိုက်တော့တာပါ။ကိုကျောင်တို့ကအတန်ဖိုင်ထဲမှာသူတို့ဆရာတပည့်နဲ့ကြီးစားကောင်ဒဲကူတို့ချောင်းကြောင်တတ်ဖို့တိုင်မင်းရဲ့ကိစ္စတွေကြောင့်ကိုကျော်မှခိုင်လုံတဲ့တက်တည်ရှိနေပြီဆိုပြီးတော့ထိတ်လန့်သွားပြီမလဲ။ အတန်ဖိုင်ထဲမှာပါတဲ့ဆရာပြည်သူဂျူဆောင်ဗီရောဂျေးစားကောင်ဒေဂူရောကတည်သွားခဲ့မလို့အတန်ဖိုင်ထဲနေမလုံလောက်ပဲထွက်ဆိုကြပေးရမှာမလို့ဒီအသက်တွေကမခိုင်းလုံတော့ဘူးဆိုပြီးတော့ကိုချောကိုပြန်ကြက်လိုက်ပါလေအဲဒီမှာကိုချောကထွက်ဆိုကြပေးမဲ့သူတယောက်ရှိသေးတယ်ဆိုပြီးတော့ဂျေးစားကောင်ဒေဂူစစ်စေးကန်းတွေကိုခေါ်လိုက်တာကြောင့်ကိုချောင်တို့လည်းအရန်ကိုတုံလှုပ်သွားခဲ့ရပါလေကိုချောကမေကူရဲ့လူတွေလောက်ကြံခဲ့ပေမဲ့မတည်ခဲ့တဲ့ဒေဂူကိုဒေဂူတည်သွားခဲ့ပြီးလို့လိန်လဲသတင်းလွှင့်ထားခဲ့တာပဲဖြစ်ပြီးဒေဂူလည်းဂျူဆောင်ဗီရောတို့ပြင်မှုတွေပေါ်ပေါက်မှာဆိုလို့ မင်းကြီးကရှင်းပြခဲ့တဲ့အတွက်ဒဲကူလည်းကိုယ့်အသက်ကိုထဲ့အတွက်ရင်သူတို့နဲ့ပူးပေါင်းပြီးတော့အမှန်တရားကိုဖော်ထုတ်ပေးဖို့တောင်းဆိုခဲ့တာပဲဖြစ်ပါတယ်။လက်ရှိချိန်မှာတော့ကိုကြောင်တို့တယောက်သေးပြီလို့ထင်ပေမဲ့အရှင်လက်လက်ရှိနေသေးတဲ့ဒဲကူကိုပြန်မြင်လိုက်ရပြီးတော့အရန်ကိုထိတ်လန့်နေပါတော့တယ်။ဒဲကူကလည်းသူ့ကိုတေးအောင်မတတ်နိုင်ခဲ့လို့စိတ်ပြတ်နေကိုကြောင်တို့မြင်ပြီးတော့ဒေါသတွေထွက်လာခဲ့တာကြောင့်ကိုချောစီမှာအမှန်တိုင်းထွက်ဆိုပါမယ်လို့ပြောပြီးတော့ဘုံချောင်ကြကိုမသိမချင်းတပ်ဖို့သူ့ကိုခိုင်းစေခဲ့သူကကိုကြောင်တို့ပါပဲဆိုပြီးတော့ပြောချလိုက်ပါတယ်။အဲချင်းကိုကြောင်တို့လည်းအကြက်ကြိုက်ပြီးတော့ခေါင်းကိုင်းဆိုင်ကြာသွားခဲ့ရပြီး ကိုကျော်ရဒေဦးကိုရိုင်းအောင်ခုလိုမှန်တိုင်းထုတ်ပြောနေဖြစ်တာကြောင့်ကိုကျောင်တို့လည်းတယောက်တည်းပြစ်တယ်ခိုင်းပြီးတော့ခေါင်းမာမနေတော့ပဲဒီကိစ္စတွေကိုကျောင်တို့စီတဆင့်ခိုင်းစီမိန်ပေးခဲ့တဲ့သူတွေကိုဆက်လက်ပြီးတော့ဖော်ထုတ်ဖို့အတွက်တွန်းအားပေးလိုက်တော့တာပါတပတ်မှလည်းချောင်းသားဒူဝန်းစီသွားပြီးတော့ဒူဝန်းပေးခဲ့တဲ့အတန်းဖိုင်စတစ်ကိုထုတ်ပြပြီးတော့မန်တရားကိုဖော်ထုတ်ရင်အပြည့်ကျွေးဆက်နိုင်မဲ့အခွင့်အရေးတစ်ခုပေးမယ်ဆိုပြီးတော့သွားပြောခဲ့ပါလိမ့်ဒူဝန်းကတော့ချောင်းသားစကားတွေကိုဟာတရည်နေခဲ့ပြီးဒီနေအောင်ရောက်ဖို့လွယ်ကူတဲ့ကိစ္စမဟုတ်သလိုဘာကြောင့်လွယ်လွယ်နဲ့ဆုံးပြရမှာလဲဆိုပြီးတော့ပြန်ပြောခဲ့ပါလိမ့် ဆောင်းသားဒါရီအားလုံးဒူဝန်ရေးချင်းနဲ့ရခဲ့တာမဟုတ်ကြောင်းပြန်ပြောတဲ့အခါမှာတော့ဒူဝန်ကလည်းအဲ့ဒီကိစ္စကြောင့်နာကျင်ခဲ့ရတာကဆောင်းသားတယောက်တည်းမဟုတ်ပဲသူကိုယ်တိုင်လည်းအဲ့ဒီစုပေးပွဲညကအဖြစ်ပြက်တွေကြောင့်တ냐မှာကောင်းကောင်းမအိနိုင်ခဲ့ဘူးလို့ဆိုလိုက်ပါတယ်ဆောင်းသားတော့ဒူဝန်ရဲ့ရှေရှေဝေးဖြေရှင်းကြတယ်ကိုနားမထောင်ပဲနောက်ဆုံးခွင့်ကနေကိုယ်တိုင်ပုတ်ချလိုက်တာပဲလို့ပြောပြီးတော့ရုံးငန်းထဲကနေထွက်သွားဖို့လုပ်လိုက်ပါတယ်အဲ့ဒီဒူဝန်ကဆောင်းသားအတန်တကြီးနဲ့အော်ခေါ်လိုက်ပြီးသူကြောင့်သာမဟုတ်ရင်ចောင်းကန်တွေကဒေါ်ကြီးဖြစ်နေတာဘဝကိုကုံဆုံးရတော့မှဖြစ်ပြီးတော့ခုလိုမျိုးအင်စရာဖြစ်နေလှလှပပပွဲဦးထွက်နိုင်ခဲ့တာဘသူကြောင့်လဲဆိုပြီးတော့မေးလိုက်တာပါ ချောင်းသားလေးဒူဝန်စီမှာရှိနေရတဲ့အားလုံးကလည်းသူမကျေးဇူးကြောင့်ဖြစ်ပြီးတော့သူမစီကိုအတန်းဖိုင်ပို့ပေးတဲ့ကိစ္စကသူမအမှန်တရားသိရအောင်ချပြတာမျိုးမဟုတ်ပဲဒိုအီဝမ်နဲ့မင်ကွီတွေရဲ့ဆက်ဆံရေးအရှုပ်တော်ပုံကြားထဲမှာဒူဝန်ခွေးလိုဆက်ဆံတဲ့ဂျူဆောင်းဘီကိုရှင်းပြချင်းလို့သာသူမအောင်အသုံးချခဲ့တာကိုနားလေကြောင်းဒေါသတကြီးနဲ့ပြန်ပြောလိုက်ပါတော့တယ်အဲ့ချိန်ဒူဝန်ကတော့ချောင်းသားသူ့အကွက်တွေအားလုံးကြိုသိနေတဲ့အတွက်အနေငယ်တုံ့လှုပ်သွားခဲ့ရပြီးချောင်းသားလေးဒူဝန်ကဘလို့ပဲဇံညုံးတစ်ခုကောင်းမကောင်းကိုကြည့်တတ်ပါစေသူမလည်းဇာတ်တစ်ခုကိုကောင်းကောင်းခွဲချမ်းစိတ်ဖြာတတ်တဲ့သူဖြစ်တဲ့ပြင်မင်းသမီးတယောက်ပါဖြစ်နေသေးတဲ့အတွက် ။တေဦးဆောင်မှာကောင်းနေသေးတာပေါ့လို့ခက်ချီနဲ့ပြန်ပြောပြီးဒူဝင်ရုံးခန်းထဲကနေထွက်လာခဲ့လိုက်ပါတယ်။ခြောက်နာထွက်သွားပြီးတဲ့နောက်မှာဒူဝင်တယောက်ဒေါသတွေအတောင်လိုက်ထွက်ပြီးတော့ကြံနေကြတော့မှပဲရဲရစီကဒူဝင်ကိုအမှုပညာရှင်နဲ့တင်နန်းသားတွေကိုလိန်ကုန်ကူးမှုလိန်မန်းဆိုင်အကြမ်းဖက်ခံအောင်ကြံစီမှုတွေနဲ့တူဖမ်းဝရမ်းမှာထုတ်လာခဲ့ပြီးတော့ဒူဝင်ကိုဖမ်းခေါ်သွားခဲ့ကြပါတယ်။ဒူဝင်လည်းဖြစ်ပျက်ကအရန်ကိုမြန်ဆန်လို့ပြီးတော့ခြောက်နာနဲ့ပြဿနာတက်ပြီးအငိုင်းမိတဲ့ချိန်မှမလို့ဘာအကာအကွယ်ယူဖို့မှမတက်တာတော့ပဲရာရှိတွေဖမ်းတဲ့နောက်ပါသွားခဲ့ရတော့တာပါ။ခြောက်နာဆောင်ကိုပြောင်းရတဲ့အချိန်မှာတော့သူမကိုတောင်းမှန်မှုစောင့်နေတယ် ်ဇုံယောင်ကိုတွေးလိုက်ရပါတယ်။ဇုံကချောင်းသားရဲ့ခန်းထဲထိလိုက်သွားပြီးတော့တောင်းပန်စကားပြောတဲ့ခါမှာတော့ချောင်းသားလေးဟီယောင်းကသစိမ့်မို့လို့သူမပေါ်ဘလို့ပဲမကောင်းကြံပါစေဦး။ဇုံယောင်ကတော့သူမပေါ်အဲ့လိုလုံးစရာလားဆိုပြီးတော့မျက်ရည်ကျခဲ့ရပါတယ်။ချောင်းသားကသူမအတွက်ဒူဝန်ထယ်ဆုနဲ့ဇုံယောင်ဆိုတာမိသားစုရင်းချရီလိုခံစားခဲ့ရတာတော့မှပဲ။ဒူဝန်ကသူမကိုတည်ဆုံးစေမှုတွေကြံဟပါတယောက်ဖြစ်ခဲ့တယ်လို့ဇုံယောင်ကလည်းအမှန်တရားတစ်ခုသိနေတာတော့မှ25နှစ်လုံးလုံးနှုတ်ပိတ်နေပေးခဲ့တာကိုမယုံကြည်နိုင်ကြောင်းမျက်ရည်တွေနဲ့ထပ်ပြီးတော့ပြောခဲ့ပါတယ်။ ဆိုအောင်လဲဒီကိစ္စကိုထုတ်ပေါ်ပြောရင်သူမအသက်အန္တရာယ်ချင်းချောက်ကြလို့မပြောရရတာဖြစ်ကြောင်းနဲ့အဲ့ဒီအချိန်မှာသူမကိုနှုတ်ပိတ်ခါနေတဲ့ပြန်ပြီးခဲ့တဲ့ယာရီကသူမဘဝကိုတဆေချိုးပြောင်းလဲပြီးခဲ့တဲ့ယာရီဖြစ်သွားတာကြောင့်လောဘစိတ်နဲ့အခုလိုအမားမျိုးကိုကျူးလွန်မိတာပါဆိုပြီးတော့စိတ်ရင်းနဲ့ပြန်တောင်းမှန်လိုက်ပါလေဒါမဲ့လည်းအမှန်တရားကိုလက်ထိုးမှုကြောင့်ဖုံးပြီးပေးထားပြရတဲ့နောက်မှာချောင်းကြားတို့ရဲ့ရဟန်းစိတ်မကောင်းဖြစ်ခဲ့ရပြီးညာတိုင်းကောင်းကောင်းအင်းပြောနိုင်ခဲ့ပါဘူးဆိုပြီးဒါပြောတဲ့အခါမှာတော့ချောင်းကြားလေးဒီစကားတွေကဆုံရောင်းရဲ့စိတ်ရင်းကလာတဲ့စကားတွေဆိုရင်သူမအနေနဲ့ခွင့်လို့ပေးဖို့နောက်ဆုံးခွင့်ရတစ်ခုကိုပေးမယ်လို့ပြောခဲ့ပါလေ ိုက်ခွင်းကစုံအောင်ရဲ့ channel ကနေဖြစ်မှန်တွေအားလုံးကိုလူတွေသိအောင်လှချပြမှာပဲဖြစ်ပြီးစုံအောင်ကလည်းချောင်းသာပြောတဲ့အတိုင်းလုံခဲ့တဲ့25နှစ်ကအင်စရာရင်တိုက်မှုကမတော်ဆမှုမဟုတ်ပဲပြစ်မှုတစ်ခုသာဖြစ်ကြောင်းနဲ့ဒီကိစ္စမှာဟီအောင်ကလည်းအဓိကပါဝင်လှုပ်ကြံသူတယောက်ဖြစ်ပြီးတော့အကြောင်းစုံမတော်ဆသီးလိုက်တဲ့သူမကိုကမ်းလှမ်းချက်တွေလှုပ်လာပြီးနှုတ်ပိတ်ခဲ့ကြောင်းဝန်ခံခဲ့လိုက်ပါတယ်။တပတ်မှလည်းဟီအောင်ကစုံအောင် live ကိုကြည့်နေနဲ့စုံအောင်ပါဝင် live ပေါ်မှာသူမနဲ့ပတ်သက်ပြီးတော့မဟုတ်မှန်သတင်းရေးတဲ့သူတွေအားလုံးကိုချက်ချင်းတရားစွဲဖို့သူမန်နေဂျာကိုပြောပြီးတော့ကြီးကျယ်ပေါက်ကွဲနေပါတယ်။ မန်နေဂျာလည်းခုလိုလေးလုံလိုက်မှပို့ပြီးတော့စိုးအကုန်မှဖြေချောင်းရှင်းပြနေတော့မှာပဲနောက်ထပ်သတင်းတစ်ခုတွေးလိုက်တာကြောင့်ထိတ်တလန့်နဲ့ဟီအောင်ကိုပြလိုက်ပါတယ်နောက်ထပ်သတင်းကတော့မင်းသမီးကိုရောင်းကစိတ်ငြိမ်ဆေးတွေတရားမဝင်သုံးဆွဲနေလို့တန်တရားရှိတာကြောင့်ရဲတပ်ဖွဲ့ကစတင်စစ်ဆေးတော့မယ်ဆိုတဲ့သတင်းပဲဖြစ်ပြီးဒီသတင်းကိုလည်းစိတ်လွတ်ပြီးတော့အဖြစ်မှန်တွေပေါ်ပေါက်အောင်လုပ်နေတဲ့ဟီအောင်ကိုဆွဲချဖို့အတွက်မင်းကူကြီးနဲ့လက်ထောက်ချွဲလို့ကိုယ်တိုင်သတင်းပြန့်ခဲ့တာပဲဖြစ်ပါတယ်ဟီအောင်ကတော့ဆုံရောင်းရဲ့ live ကြောင့်ဂျန်အမရီဖြစ်နေတော့မှာပဲလက်ရှိသတင်းကထတ်တက်လာကြောင်းသူမရဲ့လက်ရောက်လာချိန်မှာတော့ဘာလို့လို့ဘာကံမဲမသိတော့ပဲ ထုံထုံလူနေအောင်နေရထိုင်ရာခတ်နေခဲ့ပါပြီ။ဒွန်ကလည်းပြည်စားလုပ်ငန်းလုပ်ကိုင်မှုအရွယ်မြောက်သေးသမျှလိန်ကုန်ကူးမှုအာရီလိုက်စားမှုတိုက်ဖြတ်ဥပဒေကိုချိုးဖောက်မှုအလွဲသုံးစားလုပ်မှုတွေနဲ့တူဆွဲချက်တွေအများကြီးတင်ခံလိုက်ရပြီးတော့အစိုးရဘက်ကနေတရားဝင်ဖမ်းဆီးခြင်းကိုခံလိုက်ရပါတယ်။စစ်စေးကနေရောက်ချိန်မှာတော့ဒွန်ကထုံးစံတိုင်းဆရာကြီးတိုင်းနဲ့မင်းသေးသေးလုံနေပြီးတော့ခဏတာမှာတော့ခန်းထဲကိုဝင်လာတဲ့လူတယောက်တောင်ထူးဆန်းသွားခဲ့ရပါတယ်။ကိုချောကဒွန်ကိုစစ်ဆေးဖို့ဝင်လာခဲ့တာဖြစ်ပြီးတော့ဒွန်ကတော့ကိုချောလိုမန်နေဂျာကောင်ကဘာလို့ဒီညအောင်လွယ်လွယ်ကူကူဝင်ထွက်လို့ရနေရလဲဆိုပြီးတော့အန်အောနေပါတယ်။ နောက်တော့မှကိုချွာသူရဲ့ဝန်ထမ်းကတ်ကိုထုတ်ပြလိုက်တာကြောင့်ဒုံဝန်လည်းချိန်သွားခဲ့ရပြီးဒုံဝန်ဆောင်တိုင်းသူ့ပြစ်တွေအားလုံးကိုဂျူဆောင်ပြုပဲလွှဲချပါတော့တယ်ကိုချွာလည်းဂျူဆောင်ပြီးကိစ္စကသူတည်ပြီးသားဖြစ်တဲ့အတွက်အဲ့ဒီဂျူဆောင်ပြီးရဲ့အထက်ကခိုင်းစီသူကိုထပ်ပြောဖို့စစ်ဆေးတဲ့အခါမှာဒုံဝန်လည်းပြစ်တွေအားလုံးသူ့ဘောပုံကြမှာဆိုပြီးတော့သူ့စီမှာတီးကြတဲ့တပ်တွေတခုရှိကြောင်းဝန်ခံလိုက်ပါတယ်ဒါမဲ့ဒုံဝန်ကသူသားအရာကိုထုတ်ပြီးကိုချောဘက်ကနေသူကြားသိမဲ့ပြစ်တံကိုရှော့ပေါအောင်လို့လုပ်ပေးရမယ်ဆိုပြီးတော့ကမ်းလှမ်းနေတဲ့အတွက်ကိုချောလည်းဒီလောက်ဒုက္ခရောက်နေအောင်တော့အမှတ်မရှိဘဲနဲ့ကမ်းလှမ်းချက်တွေလာလုံးနေရပါမလားဆိုပြီး အကြမ်းကြီးထုံသုံးလိုက်ရပါလိမ့်။ကိုကျော်ကသူ့ခြေကစပွဲကုံကိုတွန်းထုတ်ပြီးတော့နန်းနဲ့စပွဲချားမှာဒူဝဲခန္ဓာကိုညှထားလိုက်တာကြောင့်ဒူဝဲလဲရန်ကိုနာကျင်နေခဲ့ရပါလိမ့်။အဲနောက်ကိုကျော်ကဒူဝဲပြစ်မှုကလုံခဲ့တဲ့25နှစ်ကအင်စရာတယောက်တည်းမဟုတ်ပဲလုံခဲ့တဲ့3နှစ်ကကိုကိုတတ်သေးသွားတဲ့ရုံချောင်နဲ့လက်ရှိ rally ပြင်တခြားမသိနိုင်သေးတဲ့မိန်းကလေးတွေလည်းရှိနေနိုင်သေးတာမလို့အပြစ်ဒဏ် short ပို့ပေးဖို့တည်းညှိနှိုင်းမနေပဲဒူဝန်ကျူးလွန်ခဲ့တာတွေတော့အသက်မသေးခြင်းတော့ခုချိန်မှာမှန်တိုင်းပြောဆိုပြီးတော့ဒေါသကြီးနဲ့ပြောချလိုက်ပါလိမ့် အချိန်တည်းမှာဒူကလည်းနာကျင်တဲ့နေအောင်ဆက်ပြီးတော့တီးမခံနိုင်တော့တာမလို့လေကောင်းယောဂါကြောင့်သူဖင်ခုထိုင်နေကြဒူနဲ့ပုံစံကုရှင်လေးထဲမှာအားလုံးရှိနေပါတယ်ဆိုပြီးတော့ထုတ်ပြောလိုက်ရပါတော့တယ်ကိုကျော်လည်းတဲလွန်စားရရမလို့ဒူဝန်ကိုနာန်ကြလွတ်ပေးလိုက်ပြီးအဲ့နေရာမှာရှိအကြီးမရှိရင်တော့နာပြီပဲလို့ဂျိန်းလိုက်ပြီးတော့အရာရှိတဲ့လူချက်ချင်းပဲသွားပြီးတော့ဆစ်ဆေးပါတော့တယ်သူပြောတဲ့အတိုင်းဒူနဲ့ကုရှင်လေးထဲမှာမတ်ဆုစာအုပ်တုံးရှိနေပြီးတော့စာအုပ်ထဲကနေကိုကျော်လူချင်းနဲ့တတ်တည်တွေရလာခဲ့ပါပြီအဲ့တော့ကိုကျော်ကကိုကြောင်တို့ကိုတိုင်းဝန်ခံထားတဲ့ကိစ္စတွေအားလုံးကိုဂျိုးကိုင်းနေသူကအမတ်ဒိုအီဝမ်နဲ့ အမလောင်းမင်ကူကြီးပဲဆိုတဲ့ဗီဒီယိုနဲ့ဒူဝန်စီကရလာတဲ့တပ်သေးတချို့ယူပြီးစကမ်းမှုစီမှာတင်ပြခဲ့ပါတယ်။ကိုချောရသူကသူကရီတိုင်းဒီမှုရဲ့မတမာသူအားလုံးကိုအစင်းစင်ဖော်ထုတ်ခဲ့ပြီးမလို့ရေယူဖန်းစည်းဖို့ကစကမ်းမှုရဲ့တာဝန်ဖြစ်ကြောင်းကိုသွားပြောခဲ့ပါတယ်။စကမ်းမှုကတော့တရားခံရီထဲမှာမှအမတ်ဒူအီဝမ်ကတည်ဆုံသွားခဲ့တာကြောင့်ဘာမှလုပ်လို့မရတော့ဘူးဆိုပေမဲ့အမလောင်းမင်ကူကတော့လောလောဆယ်မှာမြို့တော်ဝန်ကိုစလဲအမလောင်းပြိုင်ပွဲမှာနိုင်နိုင်ကြီးတရားခံလို့ရှိတဲ့လူတယောက်ဖြစ်တဲ့အတွက်တခုလွဲမှားသွားရင်သူပါခေါင်းပြုတ်မှာဆိုပြီးတော့ထိတ်လန့်နေပါတယ်။ စကိုင်းမူတွေကညီကိုလိုဆက်ဆံမျိုးရှိနေတဲ့အတွက်ကိုကျော်လဲမင်ကွီကိုဖမ်းမရန်ထုတ်ပေးဖို့အတွက်ထုံးစံတိုင်းစကိုဖေလောက်ခဲ့လိုက်ရပြီးတကယ်လို့သူဖော်ထုတ်ခဲ့တာတွေကအမှန်တရားတွေဖြစ်နေလို့မင်ကွီသာတကယ်ဖြစ်ရှိသူအနေနဲ့ဖမ်းဆီးခံခဲ့ရရင်အောင်မြင်မှုစကိုင်းမူကြီးကခံစားမှာဖြစ်ပြီးတခုလွဲချော်ခဲ့လို့ရရှိလာမယ့်ပြစ်ဒဏ်ကိုတော့သူပဲခံယူပါမယ်လို့ပြောကာကိုကျော်လဲကျူးလွန်သူတွေပြစ်ဒဏ်ခံမှုသူ့ရဲ့ဘဝတစ်ခုလုံးနဲ့လောင်ကြီးထပ်ခဲ့လိုက်ပါတယ်တပတ်မှလည်းမင်ကွီကရွေးကောက်ပွဲမှာစိုးမျိုးတော်ဝတွေနဲ့ရွေးချယ်ခံမှုအတွက်လှုပ်ရှားရှိတာတွေကိုတပည့်တွေနဲ့တိုင်မင်နေပါတယ် အဲ့ဒီမှာပဲရဲရဲရှိရှိရောက်လာပြီးတော့မင်းကြီးကိုဖမ်းမှုဖမ်းဝရန်ပါလာခဲ့ဖြစ်ကြောင်းယင်ကျညာလိုက်ကအမလောင်းမင်းကြီးကိုလူတန်းကြံစီမှုလက်ထောက်ချွဲဆောင်ရင်းကိုတော့ဂျူဆောင်ပြီးတတ်တဲ့မှုနဲ့တူညောင်စလုံးကိုဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါလိမ့်တပတ်မှလည်းဒါအီကသူမကိုအမှုပညာအလုပ်ဆက်လုပ်ခွင့်မပေးတာကြောင့်ကြောင်းလည်းမသားထမင်းလည်းမစားနဲ့တဏီကိုခန်းအောင်ပြီးတော့အမေဖြစ်သူကိုဆန္ဒပြနေခဲ့ပါလိမ့်ဘဲကြတော့လက်ရှိမှာပြဿနာကြီးတဲ့တတ်ထားတော့လက်မလျှော့သေးတဲ့သမီးဖြစ်သူကိုအမှုပညာလောကထင်းလောက်မယိုးရှင်းချောင်းနဲ့အတော်ဖြစ်သူချောင်းသားတော်မှမနေအသက်ရှင်သန်နေခဲ့ရတာဆိုပြီး ဖြောင်းပြပြီးမဲ့တာမီနီယောက်တယောက်တခွန်းဇကားတွေများပြီးတော့ဒါနားလေမှုမရဘဲဖြစ်နေကြစေပါအဲနာမှာတော့ဘဲကြလဲအမားပြည်သူချောင်းကြစီမှာဒါကြီးဖြစ်ပြနေတဲ့အကြောင်းကိုရင်ဖွင့်ပြောပြရင်ねဝမ်းနဲ့နေခဲ့ရပါတယ်ချောင်းသားဒူမဖြစ်သူကိုဝင်တွေ့ပြီးတော့ဖြောင်းပြမယ်လို့လုပ်ပြီးမဲ့လဲဘဲကြတော့ချောင်းသားဝင်တွေ့လိုက်ရင်ဆရာထက်တန်ကြသူချင်းဆိုတော့ကလေးကပိုးဆိုးသွားလိမ့်မယ်ဆိုပြီးတော့လက်မခံခဲ့ပြန်ပါဘူးအဲ့ချိန်ချောင်းသားတော့ဒီလောက်ကိုဘဲတာလုံးဝသဘောမကျဘူးဆိုတော့ကိုသူမသိထားပြီးတော့ဒီနုမီနာလောကမှာနေရာတစ်ခုရဖို့ကမလွယ်ဘူးဆိုပေမဲ့အဲ့ဒီမလွယ်ကူတဲ့ကြားကနေသူမကိုယ်တိုင်တော့ဘာကြောင့် တစ်ခေါက်ပြန်လာခဲ့ရတယ်ဆိုရင်တော့အရန်ကိုပြန်မနာကျင်ခဲ့ရတာတွေကိုခြေပနိုင်လောက်တဲ့အထိဒီလုံးပေါ်မှာသူမယူသွခဲ့တာကြောင့်ပဲလို့ဆိုလိုက်ပါတယ်ဒီလုံးပေါ်ရန်ကိုယူသွပြီးတော့နောက်တစ်ခေါက်ပြန်သွားခြင်းနဲ့သူမကိုလက်ခံပေးခဲ့တယ်လို့ဇရာထက်တန်လို့နဲ့ဓာိုက်ကိုလည်းနားလည်မှုနဲ့လက်ခံပေးသေးခြင်းကြောင့်နဲ့တစ်ချိန်လုံးကလည်းဘဲကြာရှိလို့သာအင်စရာဆိုပြီးတော့အောင်မြင်နိုင်ခဲ့တာဖြစ်ပြီးမိသားစုရဲ့အားပေးမှုမရှိဘဲနဲ့ဘာမှဆက်မလုပ်နိုင်တာမလို့ဓာိုက်တို့လည်းတစ်မျိုးပြန်စင်းစားပေးပါအောင်ဆိုပြီးတော့ညီမဖြစ်သူကိုဖြောင်းပြခဲ့ပါတယ်တပတ်မှတော့ဟီအောင်တယောက်စိတ်ငြိမ်စေးတွေရောအရက်တွေရောအလွန်ကြုံတောင်းနေပြီးတော့ ။ပါဇက်ကလည်းငါအကင်းယုံချိန်မှာစုရထားတဲ့ဂိုကြီးအောင်ပဲဆိုတဲ့စကားကိုတဖက်ဖက်ပြောရင်းနဲ့ကြောင်တောင်တောင်နေဖြစ်နေပါပြီ။အချိန်သူမရဲ့မန်နေဂျာရောက်လာပြီးတော့သူတို့ကသူလည်းအသက်ရှင်အောင်နေအောင်မှမလို့ဟီအောင်စီကလည်းအလုပ်ထွက်ကြောင်းပြောပြီးတော့ပြန်ထွက်သွားခဲ့ပါတော့တယ်။ဟီအောင်ကတော့စိတ်ငြိမ်ဆေးတွေကြောင့်တငိုဒီဖြစ်နေရကနေနောက်ဆုံးကြာဆုံးချိန်ကျမှဘေးနားတွေအလုံးထွက်ခွာသွားခဲ့တာကြောင့်တယောက်တည်းချုံမွဲချပြီးတော့ထိုင်ငိုနေပါတော့တယ်။သူများအောင်မြင်မှုကိုချနင်းပြီးတော့မတမာနီးတဲ့နေရာလူ့ရဲ့အမြင်ကိုရောက်လာခဲ့တဲ့ဂိုကြီးအောင်ရဲ့ကြာဆုံးကန်းကရန်ကြီးကိုမခမ်းနားခဲ့ပြီးမြဲ့ သူမအတွက်ကတော့ကောင်းကောင်းကိုလုံလောက်နိုင်လောက်ပါလေ။ဂန်ဒူဝင်ကလည်းစေစေကန်းထဲမှာထိုင်နေနဲ့ကိုလိုချင်တဲ့ယာရီအတွက်ကိုအပေါ်မှာယုံကြည်မှုတွေအားလုံးပေးအပ်ထားသူကမှနောက်ကျိုးဓာတ်နဲ့ချင်းချင်းထိုးခဲ့မိတဲ့အတွက်ကျူးလွန်ခဲ့တဲ့ကိစ္စတွေရဲ့အပြစ်ဒဏ်ခံဖို့အတွက်ကိုနောင်ရတွေအများကြီးနဲ့စောင့်မျှော်နေခဲ့ရပါပြီ။ဂျင်းတွေတောင်ဟီအောင်ကလက်ရှိရိုက်နေတဲ့ဇလန်တွေကနေထုတ်ပယ်ခံရပေမဲ့ချောင်းကြတော့ရိုက်ကွေးတွေဆက်တိုက်လုပ်နေခဲ့ရပြီးဒရိုက်တာကြီးနဲ့ရှူတင်ဖွဲ့သားတွေစီကလည်းအမြဲတမ်းကြီးကျူးခံရရဆဲဖြစ်ပါတယ်။ရိုက်ကွေးပြီးမှတော့ဂူအီအောင်တယောက် စိမ့်ငိမ့်စေးတွေလွန်ကျုံသုံးဆွဲတဲ့နောက်ကိုမာဝင်သွားခဲ့ပြီဆိုတဲ့သတင်းကိုထဲစုကချောင်းကြားစီကိုလာပြခဲ့ပါတယ်။ချောင်းကြားလေးဟီအောင်သတင်းကိုကြားပြီးတော့ရန်ုံစိမ့်မကောင်းဖြစ်သွားတဲ့အတွက်ကုလိုပြတာချောင်းကြားတော့မဟုတ်ပဲသူလုံးလူသူခန်းတာကြောင့်ချောင်းကြားကိုကိုအပြစ်တင်နေဖို့ထဲစုကဖြောင်းပြလိုက်ရပါတယ်။ချောင်းကြားတော့တကယ်ဆိုရင်ကိုအောင်ကအဲ့လောက်ထိစိုးတဲ့သူမဟုတ်ပဲဟီအောင်မှသူမထက်အမြဲတမ်းအချက်ချက်ရှိတယ်လို့ဆိုပါတယ်။အဲ့ဒါကဆရာထက်တန်မှုပဲဖြစ်ပြီးတော့ဒါမှလည်းဘလို့ပဲဆရာထက်တန်နေပါစေစူးစမ်းမှုနီမှားရင်းသွားလို့ဒါအခုလိုဖြစ်သွားတာဆိုပြီးချောင်းသားတယောက်ဟီအောင်တို့နှမျောနေခဲ့ရှာပါတယ် တို့နဲ့ရန်နိုင်ငံကြားတဲ့ခါမှာတော့ချောင်းကြတယောက်ကိုပိုင်အန်တာတိန်မန့်တစ်ခုထီထောင်ခဲ့ပြီးတော့သူမအန်တာတိန်မန့်ပထမဆုံးသင်တန်းသူဖြစ်သူမလေးဓာအီကိုခေါ်ဖို့အတွက်ညီမပြည်သူစီမကလေးကိုကောင်းကူးဆိုင်ပါမယ်လို့ဂရီထတ်တတ်တွေပေးကသဘောတူညီကြရယူခဲ့လိုက်ရပါတယ်။ဘဲတာလဲနုပညာလောကကိုလုံးဝသဘောမကျဘူးဆိုပေမဲ့ဟိုနေရမားပြည်သူဖြောင်းပြသွားတဲ့စကားတွေကြောင့်ရောဆရာထက်တန်လို့နဲ့သမီးပြည်သူကြောင့်ရောပါဒီတစ်ခေါက်မှာတော့ကောင်းအောင်မယ်လက်မှတ်ထိုးပေးခဲ့လိုက်ပါတယ်။အဲနောက်မှာတော့ချောင်းကြရဲ့ဘုံအန်တာတိန်မန့်မှာနိုင်ကျူးကိုလည်းတေးဥဆောင်ဖြစ်တဲ့အလုပ်လုပ်ဖို့စားကြုံးချုပ်ဆိုခဲ့ပြီး ။ထဲစုကလည်းချောင်းကြားအခြေလမ်းတစ်တွေအတွက်အနောက်ကနေအဆစရရာပံမိုးကူညီပေးဖို့အသင့်ရှိနေခဲ့ပါတယ်။အသည့်ဆက်ဆက်ကုမ္ပဏီတွေပြည်စည်းနေနေရာချရင်လည်းကိုချောကလည်းချောင်းကြားရဲ့ကုမ္ပဏီတွေလက်ဆောင်ဖြင့်ပန်းအိုးလေးနဲ့အတူချောင်းကြားကိုလာတွေ့ခဲ့ပါတယ်။နှစ်ယောက်သားအပြင်ကနားထွက်ပြီးတော့စကားပြောကြချိန်မှာတော့ကိုချောကသူ့ဘဝမှာကိုယ့်အိမ်မက်တိုင်းဖြစ်အောင်ကောင်းထည်ဖော်နိုင်တဲ့သူတွေအများကြီးတွေ့ဘူးပေမဲ့ချောင်းကြားတော့ဆုံးရှုံးပြီးသားအိမ်မက်တစ်ခုကိုအရာပြောင်းနိုင်ပြီးတော့တကြောပြန်အောင်မြင်ခဲ့တာကြောင့်သူ့ဘဝအတွက်အားသင့်စရာအကောင်းဆုံးလူတစ်ယောက်ပဲဆိုပြီးတော့ချီးကျူးခဲ့ပါတယ်။ ခြောက်နာလဲသူမအခုလိုတစ်ခေါက်ပြန်လာတိုင်းအောင်ကူညီပေးခဲ့လို့ရောသူမကျင်းတည်အောင်မြင်မယ်ဆိုပြီးတော့ပြန်ယုံကြည်ပေးတဲ့အတွက်ပါကိုချောကိုကျေးဇူးတင်ကြောင်းပြောလိုက်ပါတယ်အဲနောက်ကိုချောကလက်ရှိမှာအပြစ်ဒဏ်ခံရမဲ့သူတွေကိုလည်းဖမ်းဆီးနိုင်ခဲ့မို့လို့အရာလုံးပြီးဆုံးသွားပြီဖြစ်ပြီးတော့ခြောက်နာအတွက်မန်နေဂျာအဖြစ်တာဝန်ထမ်းဆောင်တာတွေကလည်းပြီးသွားခဲ့ပြီဆိုပြီးတော့ပြောလိုက်ပါတယ်ခြောက်နာတော့ကိုချောအနေနဲ့သူမမန်နေဂျာအဖြစ်တရားလောက်တော့နေပေးအောင်မှာဖြစ်ပြီးသူမစီကိုတရားလောက်တော့လာခဲ့ပေးရမယ်ဆိုပြီးတော့ပြောလိုက်တဲ့အတွက်ကိုချောလည်းဘယ်နေရာမှာဘာလို့မှလဲဘာကိစ္စရှိလို့လဲဆိုပြီးတော့မေးလိုက်ပါတယ် ။ဒါပေမဲ့ချောင်းသားဘာမှရေရာပြန်မဖြေခဲ့တဲ့အတွက်ကိုချောလဲဘာမှမသိပဲခေါ်တာကြောင့်အန်အောနေခဲ့ပါလေ။တကယ်တော့ချောင်းသားကဂွန်ဆန်ရုပ်ရှင်စုပေးပွဲမှာသူမနဲ့တူပွဲထပ်ဖို့ကိုချောကိုခေါ်ခဲ့တာဖြစ်ပြီးပွဲထဲရောက်တဲ့အချိန်မှာတော့ခုလိုပွဲတက်ရမှာကိုချောင်းသားအတိမပေးခဲ့တာကြောင့်ဘာမှကောင်းကောင်းမပြင်ဆင်ခဲ့ရဘူးဆိုပြီးတော့ကိုချောတယောက်ရက်ကိုရက်ကန်းနေဖြစ်နေခဲ့ရပါလေ။ဒါပေမဲ့ကိုချောတယောက်ဘာမှကောင်းကောင်းမပြင်ဆင်ခဲ့ရပေမဲ့ကော်ဇော်နီဘမချောင်းသားနဲ့လမ်းတွဲဆောင်နေုံနဲ့တင်နှစ်အောင်သားအရန်ကိုလိုက်ဖက်လွန်နေခဲ့ပါလေ။အဲ့လိုနဲ့ပွဲစားပြီးခဏလောက်ကြာမှာတော့အားလုံးထင်ထားတဲ့အတိုင်းပဲ ခြောက်နာတယောက်အကောင်းဆုံးတရုတ်ဆောင်စုကိုစုခူးနိုင်ခဲ့ပါပြီ။စုကျင်ညာပြီးချင်းမှာတော့ဘွဲတမရှိနေကိုချောပါဝင်ထဲစုလို့လင်မယာဘဲကြတို့တားမိဂျမ်မူဆောင်ကခြောက်နာတငယ်ချင်းတွေနဲ့အတူပြိသက်တွေအားလုံးကခြောက်နာတယောက်ထိုက်တနန်စုရခဲ့တဲ့အတွက်ဝမ်းသာလို့မဆုံးဖြစ်နေခဲ့ကြပါရ။ခြောက်နာတော့လွန်ခဲ့တဲ့25နှစ်ကဒီစီမင်းမမစုနေတဲ့အချိန်မှာနောက်ထပ်ဇက်ကားတွေအများရိုက်ကူးနိုင်မယ်ထင်ခဲ့မယ်။အကြောင်းမျိုးကြောင့်ဇလန်းနှစ်ခုပဲရိုက်ကူးခဲ့ရတယ်လို့ဆိုပါရ။အဲဒီကဇက်ကောင်တို့ကရေးမပါတဲ့နေရာကဇက်ကောင်ဖြစ်ပေမဲ့အဲဒီဇက်ကောင်မှာပေါင်ကြီးရခဲ့ပြီးတဲ့နောက် ဇာအေးဆရာကောင်းတယောက်နဲ့တွေ့ဆုံခွင့်ရခဲ့တဲ့အတွက်ကြောင့်အရေးကြီးတဲ့ဇာကောင်မှာတရုပ်ဆောင်နိုင်ခဲ့တာဖြစ်ပြီးစည်ရင်ကောင်းတဲ့ဒရိုက်တာကြီးရဲ့လုံးဖို့ကိုင်းပြတ်ကောင်းနေတဲ့တွေ့ဆုံခဲ့ရတာဖြစ်ပါတယ်အနောက်ချောင်းသားသူမအောင်အမြဲဆောင်းရှောက်ပြီးရုံကြည်ပေးခဲ့တဲ့ညီမဖြစ်သူဘဲကြာနေဒူမာလေးဓာကြီးကိုကျေးဇူးတင်ကြောင်းပြောလိုက်ပါတယ်ဒူမာမှန်ညာနေပျောက်သွားခဲ့တာတော့အမြဲဆောင်းရှောက်ပေးနေခဲ့တဲ့အဖေဖြစ်သူကိုလည်းကျေးဇူးတင်စကားပြောခဲ့ပြီးတော့နှစ်တွေကြာရှိနေရတော့မှဒူမာတို့ရဲ့ယုံကြည်ရတဲ့သူဖြစ်နေရှိနေပေးတဲ့ထဲဆုနဲ့ဘယ်လိုတွေပဲရန်နေဖြစ်ဖြစ်တယောက်တည်းတယောက်အမြဲတမ်းရှိနေပေးတဲ့တငယ်ချင်းနိုင်မကျူးကိုလည်းကျေးဇူးတင်ကြောင်းပြောလိုက်ပြန်ပါတယ် နောက်တော့သူမဘွားကန်ဆုံးမောင်အောင်ကြားခဲ့ချိန်မှာအရင်ဒီဆုံးမိသားစုဝင်ဖြစ်နေရှိပေးခဲ့ပြီးလက်ရှိမှာဆုံးမသွားပြီဖြစ်တဲ့ယူရန်နဲ့ဂျန်မူဆောင်မှာရှိတဲ့သူတွေအားလုံးနဲ့ကျေးဇူးတင်ကြောင်းပြောလိုက်တာပါနောက်ဆုံးအနေနဲ့သူမကိုဒီနာရီပြန်လဲရောက်လာအောင်စိတ်ခွန်အားတွေပေးခဲ့ပြီးတော့သူမကိုယုံကြည်နဲ့ထောက်ပံ့ပေးခဲ့တယ်အဖိုးတန်မန်နေဂျာ3998ကိုလည်းကျေးဇူးတင်ပါတယ်ဆိုပြီးတော့ညီကုန်းချုပ်လိုက်ပါတော့တယ်ခြောက်နာစီမင်းတက်ကနေသူမကိုအားပေးနေတဲ့ပရိသတ်တွေနဲ့မိသားစုဝင်တွေတော်လဲမျောလင်းချက်မဲ့ပြီးတော့အောက်ဆုံးထိကြာသွားခဲ့နေအောင်ကိုယုံကြည်အောင်လုံးဝလက်မလျှော့ဘဲနဲ့ ဒီဇိုင်းမမတ်ကြိုးစားမယ်လို့လည်းစိတ်ခွန်အားတွေပေးခဲ့ပါတယ်။ချောင်းသားစကားကိုနားထောင်နေကြတဲ့မိသားစုဝင်တွေတငယ်ချင်းတွေပါဝင်ကိုချောင်းကိုယ်တိုင်လည်းမြိုက်တွေကြလာခဲ့ပြီးတော့ချောင်းသားတို့ရဲ့ရန်ကုန်ဂုံနေခဲ့ကြပါတယ်။အလုံးနဲ့စွေးဝဲပြီးတဲ့အခါမှာသတင်းသားရှင်းလင်းပွဲတစ်ခုလုပ်ခဲ့ပြီးသတင်းတော်တွေကတော့တကြောပြန်အင်စရာအတွက်သူတို့သိချင်တဲ့မိကုန်းတွေကိုလူရဲမေးမြန်းနေခဲ့ကြပါတယ်။လက်ရှိမှာတော့ချောင်းသားကသူမရဲ့အမှုပညာအလုပ်အတွက်မန်နေဂျာအသစ်တယောက်လည်းခံထားခဲ့ပြီးတချို့သတင်းတော်တွေမေးတဲ့ထင်းထင်းငုံငုံမိကုန်းတွေကိုတော့ချောင်းသားရဲ့မန်နေဂျာကပဲရှောင်တိန်ပြီးတော့ဖြေးချပေးခဲ့ပါတယ်။ နောက်ဆုံးအနေနဲ့သတင်းတော်တွေကမန်နေဂျာဟောင်းဂိုချောနဲ့ဆက်ဆိုင်ကိုမေးလာတဲ့အခါမှာလဲမန်နေဂျာအစ်စ်ကမေးဖို့မဖြေလိုကြောင်းချောင်းကြစာဝင်ဖြေခဲ့ပါတယ်။ဒါမဲ့သတင်းတော်တွေကမန်နေဂျာအဖြေကိုမကျေနပ်နိုင်ကြဘဲဇူညံတွေလှုပ်လာကြတာကြောင့်ချောင်းသားလဲမန်နေဂျာဟောင်းဂိုချောကသူမရဲ့လှုပ်တွက်ပါဏာကောင်းပြင်းနဲ့ယက်တီပေးခဲ့တယ်။ထူးခြားတဲ့လူတယောက်ပါဆိုပြီးတော့ဖြေပေးခဲ့ပါတယ်။အဲဒီချိန်မှာပဲဂိုချောရောက်လာပြီးတော့ပါဏာတယောက်ပဲလားဆိုပြီးတော့ရုတ်တရက်ဝင်ပြောခဲ့တာကြောင့်ချောင်းချောင်းသတင်းတော်တွေပါအံဟောသွားခဲ့ရပါတယ်။အဲနောက်ဂိုချောကမန်နေဂျာဟောင်းကပါဏာဆက်ဆိုင်တဲ့ပူဂျင်နယ်ဆိုရောလို့ဆိုပြီးတော့မေးလာခဲ့တဲ့အတွက် ချောင်းကျားမန်နေဂျာကိုချောအမြန်ရှင်းလိုက်ပဲဆိုပြီးချောင်းကျားနားကနေဒါသွားဖို့လှုပ်ပါတော့တယ်အဲဒီမှာချောင်းကျားကသူမရဲ့မန်နေဂျာကိုတားလိုက်ပြီးတော့ဘလုံးဆက်ဆံမျိုးလိုချင်တာလဲလို့ကိုချောကိုပြန်မေးခဲ့ပါတယ်ကိုချောကမီးလင်းအောင်ကြည့်ပြီးတော့နှစ်ယောက်တူတူရှောင်းလန်းကျင်နေဆိုတော့ဆက်ဆံရေးမျိုးဆိုရင်ခွင့်ပြုပေးမလားဆိုပြီးတော့ပြောတဲ့အခါမှာတော့ချောင်းကျားလည်းတီတာပေါ့သူမဖြစ်ချင်တဲ့အတိုင်းပါပဲဆိုပြီးဂျေဂျေနန်းနဲ့ကြီးပြန်ဖြေလိုက်ပါတော့တယ်အဲနောက်ကိုချောကချောင်းကျားစီကိုရှောက်သွားခဲ့ပြီးတော့ချောင်းကျားလည်းကိုချောရှိတဲ့နေရာထိသွားခဲ့လိုက်ကတရင်နောက်တွင်လည်းလူတွေအားလုံးရှိမှပဲသူတို့နှစ်ယောက်ရဲ့အခြေရေးကို တရားဝင်ဖွင့်ဟာကြေညာခဲ့လိုက်ပါတော့တယ်။တောင်းလိုက်တော့ချက်ချင်းတွေနဲ့ကိုစီဝင်ခံကြလို့ပြီးမှာတော့အတိတ်ကဘူဆန်သားစုံတော့ငယ်လေးနဲ့အရန်အောင်မြင်ခဲ့တဲ့အင်စရာတို့ရွယ်ကလိုမျိုးအခြေတွေနဲ့အတူနုပြိုသွားသလိုခံစားခဲ့ကြပါတယ်။အဲလိုနဲ့နောက်ဆုံးမှာတော့ကြက်တဲတွေဒုက္ခတွေအန်ရပီးတွေကြားကနေအိမ်မက်တွေကိုလက်လုံးမခံမဲ့ကိုယ့်နေရာကိုရပြောင်းယူသွားနိုင်တဲ့အင်စရာကိုဘုံချောင်တာကတော့သူမပေါ်မှာနေပေါင်းများစွာတစ္ဆာရှိရှိဆောင်းဆိုင်နေခဲ့တဲ့အမျိုးသားနဲ့တူတတ်ဆုံးတိုင်း ပေါင်းဖက်သွားနိုင်ခဲ့ပြီဖြစ်ပြီးတော့ဇက်ကားလေးရတယ်ဒီနေရာမှာဇက်သိန်းလို့သွားခဲ့ပါတော့တယ်ခင်ဗျာဟုတ်ကဲ့ပါဒီနေ့ရက်တင်ဆက်မှုကဒီလောက်ပါပဲအားလုံးစားကနေစုံလီလိုက်ပါတချို့အားပေးခဲ့တယ်ပရိသတ်တို့တယောက်ချင်းတယောက်ကျေးဇူးတူပဲတင်ရှိပါတယ် channel subscribe လုပ်ပြီးတော့ဘေးနာကောင်းအောင်နှိပ်ထားနေနောက်ထပ်ရုပ်ရှင်စကားကောင်းတွေ recap အနေနဲ့တင်ဆက်တာကိုလည်းစောင့်ကြည့်လို့ရနိုင်ကြောင်းပြောရင်းနဲ့ပဲ ားလုံးကိုကျေးဇူးပါနောက်တဲ့ဇာတ်ကားနဲ့ပြန်တွေ့ပါဦးမယ်ခင်ဗျကျွန်တော်ကိုဝမ်ပါ